ပြည်သက်များအားလုံးမင်္ဂလာပါရှင်ဒီချိန်တော်တည်တာအောင်နဲ့စကားဝိုင်းစီစဉ်ရနေပြည်သက်များအားလုံးကြိုဆိုပါရစေ တချက်မင်္ဂလာပါဟုတ်ကဲ့ပါအဲ့တော့အခုဆိုရင်အပိုင်းတော်တော်များများလဲထုတ်လွှင့်ပြီးပြီဆိုတော့ဒါမျိုးတော့ပရိသတ်တချို့ကလည်းအဲဒီနေ့ဒီအချိန်မှာဒီလိုမျိုးအကြောင်းအရာလေးတွေဆွေးနွေးမယ်ဆိုလဲတော်တော်များသတိထားနေလောက်ပြီပေါ့နော်တချက်ဆိုတော့ဒီနေ့မှာမျိုးတို့ရွေးချယ်ထားတဲ့ခေါင်းစဉ်လေးอ่ะဆိုလို့ရှိရင်တော့ motherhood ပေါ့နော်ဒီမိခင်ပေါ့မိခင်ရဲ့သဘောတဘာဝမိခင်ဗေဒအကြောင်းအရာလေးတွေကိုဆွေးနွေးကြမှာဖြစ်တဲ့အတွက်လူတိုင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးဖြစ်မယ်ထင်ပါတယ်ဟုတ်ကဲ့အဲ့တော့ရှေ့မှာဆိုလို့ရှိရင်မျိုးကဒီ woman nature ပေါ့နော်ဒီချက်ဒီ မျိုးသမီးရဲ့ core value နဲ့ပတ်သက်ပြီးတော့လည်းပြောခဲ့တယ်။နောက် parenting မှာဆိုလို့ရှိရင်လည်းဒါပြောမယ်ဆိုလို့ရှိရင်အမျိုးသမီးတွေကတော်တော်လေးအရေးပါတယ်ဆိုတဲ့အကြောင်းကိုလည်းရှင်းပါဆွေးနွေးခဲ့တာဆိုတော့ဒီနေ့မှာတော့တီးသန့်ကိုဒီ motherhood အကြောင်းမျိုးတွေကိုသွားကြမယ်ပေါ့နော်။ဒီနေ့မှာဘယ်လိုမျိုးအကြောင်းအရာလေးဝေမျှပေးသွားမှာလဲရှင်။ဒီ motherhood နဲ့ပတ်သက်လို့တော့ special ပဲလေ။ဟုတ်ကဲ့ဟာ။ mother ဆိုတဲ့အတိုင်းပဲဟိုကဘာယူဆိုလို့ရှင်လေ mother earth ခေါ်ရနော်။ဆိုတော့ဒီ making ဆိုတဲ့ဟာ mother ဆိုတဲ့ဟာကအမေဆိုတဲ့ဟာက ူကပင်စည်ပေါ့နော်တကယ်ကိုဒုတွေကြီးမားတဲ့ပင်စည်သူကအဲ့လိုလဲတွတ်လို့ရတာပေါ့နော်ဒါကြောင့်လဲမိခင်မိသားတို့အင်းနဲ့ထက်ထက်ပြောကြတာလေနော်သူကလဲဘယ်ခေါ်လဲစုံလဲအဆုံးစားမရှိသူမျိုးပေါ့နော်သူ့ရဲ့မိတ္တာကြီးကလဲကြီးမားတာပေါ့နော်အဲကြောင့်မို့ motherhood ဆိုတာကဟိုကလေးမယူခင်တုန်းကတော့အမျိုးသမီးတွေကမပေါ်လွင်ဘူးဟုတ်ကဲ့သတ္တမီမွေးပြီးတဲ့ခါကျမှသူ့ရဲ့ nature ရတော့ express ဖြစ်လာတာ ေါ်ထုတ်လာတာဆိုတော့တင်ကြားစရာလည်းမလိုဘူးပေါ့နော်အလိုလိုနေရင်းနဲ့ကိုဒီစိတ်နှလုံးသွင်းပြီးသားဖြစ်သွားတယ်ဆိုတော့သူ့ရဲ့ပင်ရင်းပေါ့နော်ဇင်းမြစ်ကိုကသူ့မှာဒုရကြီးမားတဲ့အရာတစ်ခုရှိလို့ပဲ ုတ်ကဲ့ပါတကယ်ကိုအင်အားကြီးမှားတဲ့အရာပေါ့နော်ဟုတ်ကဲ့မိမလည်းအမေရမ်းချစ်တဲ့သူဆိုတော့လေအဲဒီ topic လေးပြောရတာပျော်ပါတယ်ကိုလည်းဒါအမေဒါမမေကိုအိမ်မှာဆိုလို့ရှိရင်တကယ်အခရာနင်းနဲ့သတ်မှတ်ထားတယ်အဲတံမိုးလည်းထားတယ်တခါတလေများဟိုတရားစခန်းတို့ပါတော့အဲ့လိုမျိုးဝင်သွားရဆိုလို့ရှိရင်အိမ်ကဟာတာဒါနဲ့ပေါ့နော်ဟိုအများရန်ကိုကအပြင်းအပြန်ရလို့ရှိရင်မမေဆိုခေါ်ပြီးတော့ဝင်နေကြဆိုတော့လေစိတ်လုံခြုံမှုလေးတခါအမေအိမ်မှာရှိနေတဲ့အချိန်မှာအများရန်ရရဆိုခံစားချက်ရှိ ရတဲ့ဒီချက်ဆိုတော့ဒီချက်မိခင်တယောက်လည်းဖြစ်တယ်တစ်ချိန်တုန်းကလည်းဒါမိခင်ကိုချစ်မြတ်နိုးတဲ့တမီးတယောက်လည်းဖြစ်ခဲ့တယ်ဆိုတော့ဒီချက်အတွေ့အကြုံလေးလည်းနည်းနည်းလောက် share လုပ်ပေးပါအဲ့လိုပေါ့နော်ဟုတ်သားလေးမွေးစကားစတော့ဒီချက်တိတ်ပြီးတော့ခံစားချက်တိတ်မရှိတယ်လို့ဒါပေမဲ့သူเนี่ย နေကြလာတဲ့အခါကျတော့ motherhood ကပူပေါ်တာပေါ့ဟုတ်ကဲ့စကျင်ကတော့ဟာဘာလေးလဲမသိဘူးဆုံး creature လေးပေါ့နော်နောက်ပိုင်းကနေနေနောက်ပိုင်းနေနေနဲ့သူက relationship က bond ဖြစ်လာတာပေါ့နော်အဲ့ဒါအပြင်သူက motherhood ကဘာလဲဆိုသူကကျတော့ကိုကအမွေးဖွားလာတဲ့ကလေးကိုသူကနမတစ်ထားတာပေါ့နော်အဲ့ဆိုတော့မျိုးသားနဲ့မတူဘောနော်သူကတော့မကိုဟိုဥကိုခင်တဲ့သဘောပေါ့မတော့လीနော်တကယ်အမေဆိုလို့ရှိလို့ရှင် chicken mother hen ကြီးကြာနာမသိဘူး။တသမီဆရာမွေးထားတာ तू ကသူ့တောင်ပိုင်းနဲ့အုပ်ထားသလိုပဲ။မထီးနဲ့မတို့နဲ့ပေါ့။ဒါကြောင့်မလို့အမျိုးသားရင်နဲ့ခဏခဏစကားများရတယ်။ဟုတ်ကဲ့။ဆိုတော့တသမီကိုခိုင်းလိုက်ပြီးဟေးအဲတသမီနာကျင်သွားပြီဆိုမအေရသူ့ရင်ဘက်ကိုပို့ထီးတယ်။ဟုတ်ကဲ့။နော်။ဟိုကခလေးအဖြစ်နာကျင်လို့ပျောက်သွားပြီမြဲ။အမေရဲ့ရင်ကမှမပျောက်နိုင်ဘူး။အဲ့တော့မပျောက်နိုင်တော့တရရောက်လို့အဲ့တယောက်ကိုရန်ရန်လိုတော့တာပဲ။အဲ့ဒါ motherhood ရဲ့အကျင့်ပေါ့နော်။ဟုတ်ကဲ့တူချက် တော့ခုနပြောတဲ့အထက်မှာလည်းပါပါတယ်ခင်ဗျတို့ဒါတန်မိုးရှိတဲ့အရာတစ်ခုခိုင်မာတဲ့အရာတွေအကုန်လုံးခင်ဗျတို့အမ် mother နဲ့တင်စားကြရပေါ့နော်မိခင်ကဘာမြေကြီးအာဒါအမိမြေအစရှိသဖြင့်ဒါအိမ်တအိမ်မှာအဓိကရေးကြီးဆုံးအရာဆိုပြီးအခရာဆိုပြီးတော့သတ်မှတ်ကြရတယ်။အဲနောက်အရှင်မပေါ့နော်အိမ်တအိမ်ရဲ့အရှင်သခင်ပေါ့အဲအဲ့လိုမျိုးလေးလဲယူဆပြီးတော့ပြောကြတာရရှိရဖြစ်တဲ့အတွက်ဒီမိခင်တယောက်ဆိုတာကအိမ်မှာဘယ်လောက်ထိအရေးပါလဲဒီချက် ဟိုဘလိုပဲဖြစ်ဖြစ်လေကျတို့အိမ်ပြန်ရောက်လာပြီဆိုကျောင်းကပြန်လာလို့ရှင်အမေလို့ခေါ်ရတာနော်ဟိုဘလိုပဲဖြစ်ဖြစ်ဟိုတခုခုဟိုစိတ်ဆင်းရဲစရာလေးရှိတာတို့တော့ကရှိရင်လည်းအမေပဲတန်းတကြတာလीနော်ဟိုတန်းတတာဟိုအမေစစ်စကလုံးနဲ့စတာကလုတ်တည်ရတာမင်းတာလीဆိုတော့မိခင်ရဲ့ဟိုတမိုးရအယမ်းကိုမြင်မာတာပေါ့နော်အဲ့လိုပြီးရင်မိခင်ရှိလို့လေဒီအိမ်တအိမ်က ကုန်လုံးလာပြီးတော့ပင်စည်းလို့ပေါ့နော်လာပြီးတော့တွေ့တာကြတာလीနော်အမိခင်ကြီးပျောက်သွားပြီဆိုရှင်ဒီဟိုသားသမီးပဲဖြစ်ဖြစ်ဟိုခင်ပွန်းတဲ့ပဲဖြစ်ဖြစ်ကစင်းကလေးရတွေဖြစ်ကုန်တာတွေရှိတယ်ဒါကြောင့်မလို့ပင်စည်းလို့မျိုးအရေးခိုးတဲ့အနာယူတယ်နော်ဆိုမိခင်ကလုံခြုံတဲ့ပုံစံကြီးဖြစ်နေတာပေါ့နှွေးထွေးတဲ့ပုံစံဖြစ်တာပေါ့နော်ဟုတ်ကဲ့ အဲ့တော့တချို့ကလဲပေါ့နော်အိမ်မှာအဲ့လိုမျိုးဒီတာဝန်တွေယူပြီးတော့ပဲအဲဒီလိုမျိုးကျုံ့ဝင်ဆောက်ရှောက်နေရတယ်ဆိုတာကိုဟိုလို့ပြောမလဲအပြင်မှာရှာဖွေပြီးတော့ငွေကြေးရှာဖွေပတ်မိုးထားလောက်ရေးမကြည့်ဘူးဆိုပြီးတော့တတ်မှတ်ကြရဲအပိုင်းလည်းရှိရဲပေါ့နော်အပြင်မှာတကယ်အလုံးလုံးဝရဲအာပတ်စံနေရှာနေရတဲ့ stress တွေတနေ့တနေ့တွေ့ကြုံရတဲ့အာဒါတွေကအရင်ကြီးမားတဲ့အရာပေါ့အိမ်မှာနေနေရင်းနဲ့အိမ်မှုကိစ္စတွေလုပ်ရင်းနဲ့သားသမီးတွေကိုထိန်းချောင်းနေဆိုတာက ဘာမှမဟုတ်ပါဘူးဆိုပြီးတော့ဟိုဟိုတုန်းကယူဆချက်တည်းလည်းရှိရခုနပိုင်းတော့ဟိုတော်တော်လေးအသိပညာတွေတိုးတက်လာတဲ့ခါမှာမိခင်အင်ရှင်မတွေအရေးပါမှုတွေကိုသိလာကြပြီဆိုတော့လေဒီချက်ဒီပေါ်မှာဘလို့များမြင်ပါလဲရှင်မိခင်များသောအားဖြင့်ပေါ့နော်သူတို့ဂိမ်းတတိမထားမိတာပေါ့ဂိမ်းကိုမမူမိတာကဟိုအိမ်မှာထိုင်ပြီးချက်ပြုတ်ဂျူးမွေးနေတာ ငွေမဝင်တဲ့အလုပ်ကိုငွေဝင်တဲ့အလုပ်ကိုမလုပ်တဲ့ဟာဆိုရင်တံပိုးမရှိလို့တွက်လိုက်တာဟုတ်ကဲ့ဟုတ်ကဲ့အမှန်တော့ငွေရင်နာတကန်တာနော်ငွေရင်တံပိုးကဘာနဲ့မှမတူဟုတ်ကဲ့ဘာလို့ဆိုတော့ဟိုချက်ပြွကျွေးမွေးတယ်ဆိုတာလေအချိန်လဲယူရတယ်မိတာလဲထည့်ရတယ်အချိန်လဲပေးရတယ်ပင်လဲပင်ပန်းတယ်နော်ဟိုပြီးလို့ရှိရင်တားသမီးကိုပြုစုယူရတယ်ဆိုတာလေကြီးမားတဲ့အလုပ်ကြီးတည်လာနော်တကယ်တမ်းကျတော့လေဒါမှမဟုတ်တစ်ချိန်ငငယ်တော့ဆိုရင်တစ်ချိန်အမျိုးသားကဟို तू ကကလေးနဲ့ပဲနေစီခြင်းလေ ချားလို့စီမှာသွားမလို့စစ်ချင်ပထမတော့ချက်အလုတ်ထွက်လို့မယ်ပြီးကလေးလေးငားမယ်ပေါ့ဆိုတော့မဟုတ်ဘူးကလေးနဲ့ပဲတူတူနေစေချင်တယ်တချက်ကိုယ်တိုင်လည်းကလေးနဲ့ပဲနေတယ်ဆိုတော့ကလေးမွေးပြီးခါစားအထီကိုသူចောင်းသွားတဲ့အထီကိုတချက်အိမ်မှာနေတယ်နောက်ဆုံးတစ်ချက်အိမ်မှာအိမ်ဖို့ရှိနောင်မှာတစ်ချက်ကိုယ်တိုင်လေတည်တည်ချာချာလေးမုံမှန်မှန်မှာကလေးကိုအမြဲတမ်းကိုကကိုဖိရင်ဖိပေါ့နော်အဲ့လိုမျိုးချင်နေခဲ့တော့ကလေးကအဲ့ရက်နေစတော့မှဟိုအဲ့ဒီရဲ့ သူ့မှာကလည်း memory ရှိတယ်လေအမေနဲ့တူတူနေတာကြားတဲ့ခါကျအခုကြီးတဲ့အထိသူ့သူလူကြီးဖြစ်တာတော့မှအမေကလွတ်လိုက်နေတော့မှသူ့အလိုလိုပေါ့အမေကိုအမေမှုလို့တွေ့တာရမယ်ဆိုစိတ်မဟုတ်ဘူးသူ့ရဲ့အတ္တိတရားလေးနဲ့သူ့ရဲ့စန္ဒလေးနဲ့သူကိုယ့်စီကိုလာပြီးတော့မှ င့်ကတ်တာမျိုးပေါ့နော်အမေကိုတိတတ်တာမျိုးလေးပေါ့ကြောက်လို့လောက်ရတာလည်းမဟုတ်ဘူးမဟုတ်တော့ဘူးနော်သူက voluntarily ပေါ့နော်အဲသူကိုယ်တိုင်ကတကယ်ကိုစိတ်ပါလက်ပါမှအမေစီရောက်လာတာမျိုးပေါ့တကယ်တမ်းဆိုတချို့တို့မိခင်ကလည်းအဲ့လိုပုံစံပဲသာသမီစီကယူတဲ့နေဟုတ်ကဲ့တချို့နမဆိုရင်တတမီကဂိတ်နဲ့လာတာမျိုးဆိုလေမိခင်ကဟိုသူရဲ့အမြင်ဆောင်းသွားတာလေးပဲလीရှိတတ်တာပေါ့မိခင်ပုံမှာလေဟုတ်တယ်တကယ် အဲ့တော့တချို့ကလည်းဒီလိုမျိုးတယောက်တည်းပေါ့နော်ရုံးကန်လှူရှာတောက်ပါရဲ့တယောက်တည်းရှိနေရဲ့အဲ့ဒီအနေထားကနေ marriage life ကိုပေါ့နော် marriage life ကိုကူးပြောင်းသွားရဲဆိုလို့ရှိရင်အဲ့မှာဩငါအိမ်တောင်တည်းဖြစ်သွားပြီဆိုပြီးတော့ကိုကိုတဆင့် short လိုက်တာအဲ့ဒါနေဟိုဒါမိခင်ဘဝကိုရောက်သွားပြီငါကလေးမေဖြစ်သွားပြီဆိုပြီးတော့တဆင့် short လိုက်တာအဲ့လိုမျိုးကိုကိုအဲ့လိုမျိုး short ပြီးတော့တတ်မှတ်လိုက်တယ်ဆိုတော့အပိုင်းတွေကိုလည်းတွေ့နေရတယ်တကယ်တော့ဒါကတကယ် ပြောရမယ်ဆိုလို့ရှိရင်ဂုံတိတ်ခါကြီးမှအလုံးတစ်ခုကလှုပ်လိုက်တာပေါ့နော်ဒီချောင်းလေးလည်းတစ်ချက်တစ်ချက်လောက်ပြောပေးပါမှန်တော့လေအမျိုးသမီးတွေကအိမ်အောင်ကြတယ်အိမ်အောင်ကြတော့လို့ရှိရင်သူတို့ဘဝရွှင်တဲ့ပြန်ဖြစ်သွားပါဘာတခုခုနည်းနည်းလေးတေးသွားသလိုပေါ့တံပိုးနေသွားသလိုရော့သွားသလိုသူတို့ခံစားကြတယ်နော်အဲပြီးသားသမီးမွေးပြီးရင်လည်းတခါထပ်ရော့ပြန်တယ်လို့သူစိတ်တင်မှထင်တာ minus ထင်တာလေတကယ်ကျတော့မသိတာက ြီးမားလာတာကိုမသိတာဟုတ်ကဲ့ကိုအိမ်အောင်ကြာသွားတယ်ဆိုရှင်လေကိုကကိုရဲ့ ego တွေဖြုတ်သွားတော့လေဟုတ်ကဲ့တခြားလူနဲ့ကို share လုပ်ရပြီဆိုတော့ကိုမွန်မြတ်တဲ့အဆင့်ကိုရောက်လာတာတကယ်တမ်းကျတော့နော်အဲ့တော့ကိုမွန်မြတ်တဲ့ position ကိုယူပြီးတော့မှကိုလုံနေတဲ့အလုံနဲ့ကိုရဲ့အတွေးမြင်တွေကထပ်တူညနေရမှာလေအဲ့တော့သူတို့ထင်တာကျတော့သူတို့ကြီးမားတဲ့အလုပ်ကြီးကိုလုပ်ပြီးမယ်သူတို့က victim တို့ကသေးခံနေရရဲ့ဆိုရဲအားရတွေးနေတော့တန်ဖိုးကကြကြလာဟုတ်တော့တကယ်တမ်းကျတော့အရန်အကောင်းမွန်တဲ့အလုပ်ကိုလုပ်နေတာအဲသူခင်ပွန်းနဲ့ကိုဝေမျှရတာနောက်တစ်ဆင့်ကျတော့တသမိမွေးပြီဆိုအမေဖြစ်လာပြီဆိုပြီးပိုတော့မှထိုက်ပြီးကြီးမားသွားတည်တယ်ခင်ပွန်းနဲ့လည်းကိုကိုမိကိုသလိုတသမိကလည်းကိုကိုမိကိုလာပြီဟုတ်ကဲ့နော်အရေးကြီးလို့လိုချင်တယ်ပြီးပင်စီကြီးလို့မျိုးတွဲချင်တယ်ပေါ့နော်အဲ့ဟာကိုကိုကနေပြီးတော့မှအာစတဲ့ရရတယ်ပေါ့နော်ဆိုတော့အမေတို့မိခင်တိုင်းကရင်ထဲမှာ ချစ်ချင်းမြတ်တာဆိုတာလူတိုင်းမှာရှိပြီးသားဒါပေမဲ့တချင်မြင်ရတဲ့လောက်ကတော့အကုန်လုံးကဘလို့ဖြစ်နေလဲဆိုလို့ရှင်ကိုယ့်ရဲ့ vitamins လေးတွေပေါ့နော်ကိုယ့်ရဲ့အချိန်ရှိတော့လို့ဆိုမှဟုတ်ကဲ့ဟိုလှလပပလေးနေတဲ့နေရမယ်ဒီချိန်လေးကိုယူရမယ်ကလေးမွေးပြီဆိုပစ္စလက်ကကြီးထိုင်းမိမိကိုမိမိကြည့်ပြီးတော့မှချေဆိုရင်တော့ဖြစ်ဘူးလေဟုတ်ကဲ့ဟိုပစ္စလက်ကနေခဲ့တာလေဟုတ်ကဲ့ကလေးမွေးကစားအဲ့လိုနေပြီးကိုယ့်ကိုကြည့်ပြီးလေ အတထသလိုခါကြလို့ရှင်အဲကြီးလိုလည်းမကောင်းတမျိုးကြီးပေါ့နော်အဲ့လိုမျိုးလေးဖြစ်မိတယ်နောက်ဆုံးချက်မှတကျအဲ့လိုမျိုးပြန်ပြီးနားလည်လာတဲ့ခါချက်မိတင်ပေးတာပေါ့နော်မိုးလင်းနာနဲ့တနခါလေးနဲ့နေရတယ်တသမီးကကိုယ်လှမ်းကြည့်လိုက်တဲ့အခါမှာအော်မိခင်ကချစ်စရာကောင်းတယ်ပြမျိုးရှင်နဲ့ဆိုလှလှပပလေးနဲ့ဆိုရင်လေးစားမှုရှိတယ်ပေါ့ဟုတ်ကဲ့တကျဆိုတကျအဲ့လိုလေးနေလာတော့မိုးလင်းလို့ရှင်ဘယ်သူမှမထခင်ကိုထထပြီးကိုကမျက်နှာအစ်တင်တင်ပြီးသားအဲ့လိုမျိုးနေထိုင်တဲ့ခါကျတော့ဘလို့ပဲဖြစ်ဖြစ် ကလေးကိစ္စပဲဖြစ်ဖြစ်အမျိုးသားကိစ္စပဲဖြစ်ဖြစ်အရင်ထွက်ရပြီဆိုကပတ်ဆိုင်ကလေးဆော့ထွက်လိုက်ရုံပဲဟုတ်ကဲ့အစင်းနဲ့ပြင်ထားတာဟုတ်ကဲ့ဟာအဲ့ဆိုတော့ကိုယ့်ရဲ့ရတဲ့ position နဲ့ကိုယ့်ရဲ့အပြုတ်မှုနဲ့ကိုယ့်ရဲ့စိတ်ထားနဲ့တခုလည်းပေါင်းလိုက်လို့ရှင်တော့ မိခင် life ကအရန်နေလို့ကောင်းတော့ဟုတ်ကဲ့ဒီချက်ဒါကိုကိုကိုမိခိုးတဲ့သူကိုအားကိုတကြီးနဲ့ဟိုဒါအမြဲတမ်းကြည်နေမဲ့ပေါ့နော်ကိုရဲ့အာသွေးသားလေးရှိလာတယ်ဆိုတော့အရာကပို့ပြီးတော့တောင်မှဂုံတက်စီတည်တယ်နော်ဂုံယူစရာကောင်းတယ်အဲ့တော့မျိုးဒီအတွက်ကိုလည်းမိခင်တွေအကုန်လုံးဂုံယူရမှာပါအဲ့တော့ခုနပြောသလို နောက်ပြီးတော့ကိုကိုကလေးမွေးလိုက်ပြီးငါကတော့မလို့တော့ပါဘူးကလေးမေဖြစ်သွားပြီးအပြိုလိုလဲလှဆရာမလို့တော့ဘူးဆိုပြီးတော့မှလည်းရှော့ပြီးတော့ကိုကိုအဆင်ရှော့လိုက်ဖို့လည်းမစင်စားရဘူးပေါ့နော်တကယ်အမှန်မှန်ဆိုလို့ရှိရင်ပူတော့မှကိုပြင်းပြင်းစစ်စစ်နေရအောင်မယ်ဘာဖြစ်ဆိုတော့ဟို ကို့အမျိုးသားယူထားတာလည်းကို့လှလှတာလေးကြည့်ချင်တာဗောနော်ကို့လူသမီးကိုကြည့်နေတယ်တခြားလူကြည့်မှာမဟုတ်တော့ဘူးနော်ကို့လည်းလပပလေးနေပေးရမယ်နော်တားကလည်းအလိုပဲတငယ်ချင်းတွေကြားထဲမှာအမေဆုဆုပြပြကြီးနေမြင်ရတယ်ဆိုင်သူတငယ်ချင်းအမေတွေကတော့ဘလို့ဆိုတော့သိရမလားကို့အမေကလှနေဆိုသူတို့ဂုံယူမှာလေနော်အဲ့ပုံစံလေးကတော့ပြင်းပြင်းစင်စင်လေးကတော့ရှိရမယ်နောက်ဆုံးအလုံများရင်တောင်မှဟိုတရရောက်ကိုအကူကြီးတောင်းပြီးတော့မှကိုကကလေးထိန်းထားပေးပါခဏလောက်ဟုတ်တယ်မလားတောင်းဆိုပြီးတော့ကို့အဖေကို self love လို့ခေါ်တာပေါ့ဟုတ်ကဲ့ responsibility ယူတော့မှကိုပုံစံလေးပေါ့နော်အဖေတို့ကနေတဲ့ပုံစံမျိုးလေးကိုပြန်နေလို့ရပါတယ်ဟုတ်ကဲ့တကယ်ဆိုတော့ဟိုမိခင်ဒါအမျိုးသမီးတယောက်ကမျိုးတော့ရှေ့မှာလဲပြောခဲ့အတိုင်းပေါ့နော်ဟိုငွေဖွားလာခဲ့ရသူတို့ရဲ့အစိတ်ထဲမှာဟိုမိခင်စိတ်ဆိုတာပါလာပြီးသားပေါ့နော်တကယ်ဆိုတော့မိခင်ဘဝ officially ပေါ့နော်တရားဝင်ရောက်သွားတဲ့အခါမှာသူတို့ရဲ့ရှင်ရင်ဆိုရဲဒါမိခင်စိတ်ကပို့ပြီးတော့မှဟိုဟို ပိုအပြင်းလာတယ်ပို့ပြီးတော့ရှိရှိသမျှပေါ့အကောင်းမဲ့ထင်တဲ့အရာမှန်သမျှကိုယ်ကလေးကိုလှုပ်ပေးရတခါလေကြားလို့ရှိရင်အဲ့ရာကိုယ်ကိုမေ့သွားစေတယ်ပေါ့နော်ပြီးတော့အမြဲတမ်းအာတွေ့ရတယ်အမေတွေကအမြဲတမ်းအနစ်နာခံကြရတယ်ပေါ့နော်တဟုတ်တယ်အနစ်နာခံတာကတကယ်တမ်းကျတော့ကိုယ်ကိုယ်တိုင်တကယ်လဲကြိုးချင်မိုးချင်ယူရချင်လို့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒါကကိုယ့်ရဲ့နေချာအရပါလာတဲ့စိတ်ကလေးနဲ့ဖြစ်တာဟုတ် အသားတော့ဆိုလဲကိုမစားဘူးကိုမျိုးသားအတွက်ချမ်းလဲကိုသားသမီးအတွက်ချမ်းလဲဒါပေမဲ့လုံရမုံမြတ်တဲ့အလုပ်လေဟုတ်ကဲ့ဒါပေမဲ့အနစ်နာခံရတယ်တို့သိရမလားအဲ့စကလုံးတွေပေါ့နော်ဟုတ်ကဲ့အာစတေးရတယ်ဟုတ်ကဲ့အဲ့ဒါကြီးကကိုပါဝါကျစီတာပဲဟုတ်ကဲ့ဒီကကြတော့လေအော်ငါဒီလိုလေးလုတ်ပေးလိုက်တာငါကကိုငါကျေးဇူးတင်ရမယ် ငါဂုံယူလိုက်တာဂုံယူလိုက်တာငါလှုပ်ပေးနိုင်တာပဲအဲ့လိုလေးပေါ့နော်အဲ့အတွေးမျိုးလေးနဲ့ကိုကလေအနောလေးရှလုပ်တာပေါ့အသိမှတ်ပြုတ်နိုင်တယ်ဆိုလို့ရှင်ပျော်စရာကောင်းတာပေါ့ဟုတ်တယ်နောက်မှဆိုရင်ခုနလိုတွေးတာမျိုးဆိုလို့ရှင်စိတ်ဆင်းရဲမှာပေါ့စိတ်ဆင်းရဲရတယ်ဒီခါလေးကြလို့ရှိရင်ဒီအမျိုးသမီးတွေရဲ့စိတ်ကငကိုကလေးကသူတို့ကအဲ့လိုနူးညံ့တဲ့စိတ်နဲ့မိခင်ဖြစ်သွားတဲ့စိတ်နဲ့အရာရာကိုကိုချစ်တဲ့သူတွေပေါ်မှာပေးဆက်ချင်တဲ့စိတ်နဲ့ကြတော့ဟိုပေးဆက်ရင်ပေးဆက်ရင်လှုပ်ပေးရင်နဲ့နောက်ဆုံးမှာကိုယ့်အတွက်ဘာမှမကျန်ဘဲနဲ့ဒီ emotional ဘိုင်းထိ ထိုင်လာတဲ့အပိုင်းလေးလည်းရှိတယ်ပေါ့နော်ဒီချက်ဟုတ်တယ်ဟုတ်တယ်ဟိုအဲ့ဒါကျတော့ဘလူးကွန်မန်ဆိုလို့ရှိရင်ခါကြရင်လောက်တာစိုးရင်ကြောင်ကြောင်မှုကြောင်လုံနေတာလားဆိုတော့လည်းပြောလို့ရတယ်ငါဒီလိုမျိုးလုံနေကြမှုမလို့ရင်ငါအမျိုးသားများပြစ်သွားမလားပြောမလားဒါမှမဟုတ်ရှင်ဒါပဲညှို့ညင်မလားဆိုရင်အဲ့အတွေးလေးကလည်းဝင်တတ်တယ်လေဟုတ်ဟုတ်အဲ့တော့ကိုကိုကို perfect ဖြစ်အောင်လုပ်တာရှိတယ်ဟုတ်ကဲ့ perfect ဖြစ်အောင်လုပ်တဲ့ခါကျတော့ဟို မလို့အဖဲနဲ့လောက်တာမျိုးလေးတွေကြတော့လေဟိုဘက်မှာလည်း pressure ဖြစ်တယ်လို့မျိုးမိမိကိုမိမိလည်းလွတ်လပ်မှုမရှိတော့ဟုတ်ကဲ့တကယ်နော်အဲ့ဒီခါကျတော့ဘာဖြစ်လာလဲဆိုကျွန်တော်ဒီခါလေးကြာလို့ရှိရင်ဒီတော့လေးရှိရှိတင်မှာလည်းထိခိုက်လာလေရှိတတ်တယ်နော်ဆိုတော့မိခင်နဲ့သားနဲ့ကြားမှာ fear လေးတွေဝင်လာတော့ဆိုရင်ចောင်းကြားစိတ်ကလေးတွေဝင်လာလို့ဆိုရင်အချင်းချင်းကြားမှာမြစ်တာပြတ်တတ်တယ် ဟုတ်ကဲ့။ဘာလို့ဆိုတော့ချီရဲ human being ရတခုပဲရှိတာ哦။ဟုတ်ကဲ့ဟုတ်။အဲ့တော့ตาမလို့အဖက်နဲ့ကိုကလုတ်ပေးပြီးတော့မှငါပဲစတေးရတယ်ဆိုလို့ရှိရင်လည်းကိုကကိုကကို struggle လုပ်ရတဲ့ဘဝရောက်တယ်ဆိုရင်ตาပုံမှာလည်းကိုကမိဘပဲမြေမေတ္တာလေးကပျောက်သွားတတ်တယ်။ဒါဆိုတော့တခုရှိရင်တခုပျောက်တယ်လေ။ဟုတ်ကဲ့တချို့။အဲ့တော့ตาအနေနဲ့ကလည်း pressure ဖြစ်လာတာမျိုးအမေကိုဟို blue complex ဆိုတော့အမေကို pleasing လုပ်ရတာမျိုးလေးပေါ့။အဲ့လိုဖြစ်လာတယ်ဆိုလို့ရှိရင်လည်း तू လည်း လက်ကပြောင်းပါပဲပြောင်းပါပဲဟုတ်ကဲ့ဒါကလေတကယ်ပြောတာကကောင်းနေဆိုးတယ်မားတယ်မှန်တယ်မဟုတ်ဘူးဟုတ် human ရဲ့ system ကိုတဘောတဘောပါဟုတ်အဲ့လိုရှိတတ်တယ် ောင်အဲ့ကိုကတကယ်ပျော်လို့လှုပ်ပေးရမယ်လှုပ်ပေးတဲ့နဲ့အရာပဲဖြစ်တဲ့နေပေါ့နော်ဆိုတော့ကိုကဟိုလှုပ်ပေးတော့ငါလှုပ်ပေးလိုက်ပြီးတော့အာငါပဲဒါလှုပ်နေရတယ်အာဒီလိုမျိုးအနစ်နာခံခဲ့တာဆိုပြီးတော့အဲ့စကားရင်းနဲ့တစ်ဖက်သားကိုပြောလိုက်တဲ့ခါကြလို့ရှိရင်ကိုကလုံလဲလှုပ်ပေးလိုက်ရတဲ့တစ်ချက်အနစ်နာလဲခံလိုက်ရတယ်အဲ့ပုံမှာစိတ်ဓာတ်ကလည်းဟိုတိချဟိုခံယူချက်ကပုံစံမတူတော့တဲ့ခါမှာကိုပဲပြန်ပြီးတော့ပင်ပန်းရတယ်ဆိုတဲ့အပိုင်းနေရှိတာပေါ့နော်ဟုတ်တယ်ဟုတ်တယ် ဟိုဒါကြောင့်မလို့တစ်ချိန်ငယ်တုန်းကအဲ့လိုဟိုတသားငယ်ငယ်တုန်းကပေါ့အဲ့တသားငယ်ဆိုတစ်ချိန်လေးနေနေတော့ဟို30ပတ်ဝန်းကျင်လေးငယ်သေးတာပေါ့အဲ့ချိန်ဆိုလို့ရှိရင်တစ်ချိန်ဗျောင်းပဲပြောတယ်နားကျင်နားကျင်တယ်ပဲဗျောင်းပြောတယ်ခလေးထိမ့်ပေးပါဆိုလဲထိမ့်ပေးပါပဲပြောလိုက်ပြီးတော့တစ်ခါလေးကြလို့ရှိရင်လဲကိုယ်တငယ်ချင်းကဖိတ်လို့မွေးနေ့ပါတီသွားရမယ်ဆိုလို့သွားလိုက်တာပဲတစ်ခါကျအရင်တော့ကြာဖြစ်ဘူးလေဟာငါသားလေးကိုထားခဲ့ရလို့ဟုတ်ကဲ့ဟုတ်အဲငါစိတ်တင်ညှိလိုက်တာပေါ့စိတ်မကောင်းဖြစ်တဲ့စိတ်မချအောင်မဟုတ်ဘူးအိမ်ကထွက်ပြီဆိုတဲ့တစ်ချိန်က မလွမ်းနဲ့တော့ကိုကိုပြောလိုက်တယ်ဒီမှာဟုတ်ကဲ့တချို့ကျုံနေဟုတ်ကဲ့တချို့ကအဲ့လိုလေးကိုကိုကိုလေးလေးကလေးကြည့်ပဲထိနေလို့လည်းမဖြစ်ဘူးလေနော်ခါလေးအပြင်လေးထွက်ပေးရမယ်တငယ်ချင်းနေတွေ့ပေးရမယ်နော်တားကိုလည်းတခြားဈာမစိတ်ချလက်ချထားလို့ရတယ်ဟုတ်ကဲ့နောက်မို့ဆိုရင်ကလေးကြည့်ပဲထိနေရလဲစတက်တင်များတတ်တယ်နော်ဒါကြောင့်မလို့ကိုကသွားချက်ရှင်လဲသွားလိုက်တယ်ပြန်လာတဲ့ခါကျမှကိုသားလက်ထရောက်တော့ကိုကစိတ်တည် ကြည်လင်နေတဲ့အချိန်ဖြစ်မယ်နော်။ပျော်ရွှင်နေတဲ့အချိန်ဖြစ်မယ်။ဒါဆိုလို့ရှိရင်ကလေးကိုထိန်းရတာလေကော stress မရှိတော့ဘူးပေါ့နော်။ရှိတော့ဘူး။ဟုတ်ကဲ့ပါ။အဲ့တော့ဒီအရာကလည်းအင်မတန်ကိုအနုစိတ်ပြီးတော့မှဟိုလှပတဲ့အရာတစ်ခုဖြစ်တယ်။မိခင်ဘွားကိုရောက်ရတယ်ဆိုတာကလည်းနော်ဒီဆက်ဆိုတော့ဒီအိမ်မှာကြည်နေတဲ့မိခင်နေပေါ့နော်။အခုနေကြည်ရင်လည်းဒါကလေးတွေထိန်းရင်းနဲ့ပေါ့နော်။တခါလေးစိတ်ရှုပ်ရတဲ့အပိုင်းတွေလည်းရှိတယ်။တခါလေးကိုကိုခုနကပြောသလိုငါပေးဆက်ထားတဲ့အနေနာခံထားရတယ်ဆိုတော့မိခင်နေလည်းရှိမှာပဲ။ဆိုတော့ဒီမိခင်နေတဲ့ဒီချက် ဟိုတခုခုတော့ပြောပြပါတကယ်ဆိုတာလေဟိုမိခင်လုပ်ပြီဆိုရှင် mindfulness ဖြစ်ဖို့လိုတယ်ဟုတ်ကဲ့တကယ် mindfulness ဆိုတာဘာမှမဟုတ် self love လို့ပြောတယ် self love ဆိုတာလေတကယ်တမ်းကျတော့ကိုယ်ချမ်းသာရလဲဂရုစိုက်ရမယ်ပသသမီးကိုထိန်းချောင်းနေတာဟုတ်တော့ပြုစုယူရနေရတာလေခါကိုမျိုးသားလည်းကိုယ့်ပေါ်မိကိုနေရဆိုတော့ချမ်းသာရဂရုစိုက်ရမယ်ကိုယ့်ရဲ့ beauty ကိုလည်းဂရုစိုက်ရမယ်နော်ပြီးတော့ကိုယ့်ကိုယ်ကို beauty နဲ့နေတဲ့ခါကျတော့ကိုယ့်ကိုယ်ကိုဟိုဖြစ်တာပေါ့နော် confidence ရှိတာပေါ့ လှနေတယ်။အိမ်မှာအိမ်အိမ်နေရနဲ့အလလုံနေရဆိုရင်တောင်မှဟိုဟိုဒါစပင်းကိုမဖီးမသိဟိုဖြစ်တယ်လို့ဝင်စားဝင်ပြီးတော့စိတ်တရှုပ်ပြီးတော့လုံနေတာထက်ဟိုလုံစရာရှိတာကိုတချင်းလေးဖွင့်အဲရေမိုးချိုးပြီးတော့အာလှလှပပတန်တန်မြင့်မြတ်လေးနဲ့ကောင်းကောင်းမွန်မွန်လေးဝင်စားပြီးတော့စိတ်ကိုကြည်ကျင်းလေးလေးနဲ့လုံနေတဲ့ပုံစံချင်းကခံယူချက်ချင်းကမတူဘူးပေါ့နော်ဆိုတော့အာမိခင်ဘဝကိုရထားတဲ့ motherhood ဆိုတာကအရန်ကိုမုံမြတ်တဲ့ဘဝကိုပိုင်ဆိုင်ထားတာပါအဲ့တော့မိခင် င်ဒီအားလုံးတော်လည်းမြေရဂုံယူတဲ့အကြောင်းပြောချင်ပါတယ်ဟုတ်ကဲ့ပါတကယ်ဆိုတော့ဒီကနေ့ရဲ့စီစဉ်အားဆိုလို့ရှိရင်တော့မြေတို့ကအမ် လူသားတိုင်းအတွက်အရေးကြီးတဲ့ motherhood နဲ့ပတ်သက်ပြီးတော့ပြောသားခဲ့တာဖြစ်ပါတယ်။အဲ့တော့ passion တိုင်းမှာဆိုလို့ရှိရင်မျိုးတစ်ချိန်တော်တည်အောင်နဲ့တူ mindfulness နဲ့ပတ်သက်တဲ့နောက်ပြီးတော့ဒီ inner world being နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေအများကြီးထည့်ပြီးတင်ဆက်ပေးနေတာဖြစ်ပါတယ်။အဲ့တော့ဒီတစ်ပတ်ရဲ့အစီအစဉ်လိုပဲနောက်တစ်ပတ်ဒီမှာဘယ်လိုမျိုးထူးထူးခြားခြားခေါင်းစဉ်တွေနဲ့အတူပြန်လာအောင်လဲဆိုတာကိုလည်းစောင့်မျှော်စေချင်ပါတယ်ရှင်။တ िश ူအားပေးခဲ့ကြတဲ့ပရိသတ်တို့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။